အာထက6မြောင်းမြဖြစ်စဉ်ဟာအရင်နှစ်ကဖြစ်ပွားခဲ့တာဖြစ်ပြီးကျူးလွန်ခဲ့တဲ့ចောင်းသူနှုံးနဲ့ဗီဒီယိုရိုက်ကူးပေးသူចောင်းသားတဦးကိုမိဘတွေထံအရင်နှစ်ခရဲကအနှံထားပြီးဆိုရှယ်မီဒီယာပေါ်မှာပြန့်နှံ့ခဲ့တဲ့ဖြစ်စဉ်ကိုဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့နဲ့စစ်ဆေးနေတယ်လို့ပြည်ညိုင်းဝင်ကြီးဌာနကထုတ်ပြန်ပါတယ်အထက6မြောင်းမြမှာចောင်းသူအချင်းချင်းအုပ်စုဖွဲ့အနိုင်ကျင်းမှုအပေါ်မြေကဲသို့ဆက်လက်ဆောင်ရွက်ထားကြောင်းမီဒီယာတွေရဲ့မေးမြန်းမှုအပေါ်ပြည်ညာရေးဝန်ကြီးဌာနကထုတ်ပြန်လာတာပါ ဇွန်၁၈ရက်ကဆိုရှယ်မီဒီယာတွေမှာပြန့်နှံ့နေတဲ့ကျောင်းသူတွေရန်ဖြစ်တဲ့ဗီဒီယိုဖိုင်ဟာ2024-2025ပညာသင်နှစ်နိုဝင်ဘာ18ရက်2024ခုနှစ်မှာကျောင်းကျိန်ပြင်ပမှာဖြစ်ပွားခဲ့တဲ့ဗီဒီယိုဖိုင်ဖြစ်ကြောင်းအဆိုပါကိစ္စနဲ့ပတ်သက်ပြီးနိုဝင်ဘာ19ရက်မှာကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကရန်ဖြစ်တဲ့ကျောင်းသူနဲ့အုပ်ထိန်းသူမိဘတွေကိုခေါ်ယူတွေ့ဆုံပြီးမေးမြန်းစစ်ဆေးတာတွေဆောင်ရွက်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ ဗီဒီယိုဖိုင်မှာပါရှိတဲ့အရိုက်ခံရတဲ့ grade 6ကျောင်းသူကိုရိုက်နှက်ခဲ့တဲ့ grade 7နဲ့ grade 9ကျောင်းသူနှစ်ဦးကိုတေးကြစွာစစ်ဆေးမေးမြန်းပြီးအရိုက်ခံရတဲ့ကျောင်းသူဟာနင့်နာသူဖြစ်တာကြောင့်အရေးယူခဲ့ခြင်းမရှိကြောင်းရိုက်နှက်ခဲ့တဲ့ကျောင်းသူနှစ်ဦးနဲ့ဖြစ်စဉ်ကိုဗီဒီယိုရိုက်ပြီးတဲ့ grade 7ကျောင်းသားတို့ကိုကျောင်းစီကံဖောက်ပြက်တာကြောင့်ကျောင်းစီကံထိန်းသိမ်းရေးအဖွဲ့ကအုတ်ထင်းသူမိဘတွေထံပြန်လည်အံ့နိုင်ခဲ့ကြောင်းနဲ့နောက်နောက်မှာအခုလိုကိစ္စမျိုးထပ်မံမဖြစ်ပွားစေဖို့အသိပေးလက်မှတ်ရေးထိုးစေခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။အခုဖြစ်စဉ်ဟာ2025-2026ပညာသင်နှစ်မှာဖြစ်ပွားခဲ့တာမဟုတ်ဘဲအခုလိုဖြစ်စဉ်မျိုးထပ်မဖြစ်စေဖို့ကျောင်းစီကန်အတိုင်းဆောင်ရွက်နေကြောင်းနဲ့စုံစမ်းစဉ်အမည်မသိအကောင့်တစ်ခုကအရင်နှစ်ဗီဒီယိုဖိုင်ကိုဆိုရှယ်မီဒီယာပေါ်ကထပ်မံတင်ပြခဲ့တာသာဖြစ်တယ်လို့ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ ဒီလိုဆိုရှယ်မီဒီယာပေါ်မှာဗီဒီယိုဖိုင်ပြန့်နှံ့နေတာနဲ့ပတ်သက်ပြီးဇွန်၁၉ရက်မှာမြောင်းမြခရိုင်ပညာရေးမှုဦးထိန်ဝင်းဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့နဲ့ဖြစ်စဉ်ကိုစစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။